အော်ပရာဒရမာကိုအားပေးနှင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ပရိသတ်များအတွက်ညညစာတွတ်ပေးပါဝင်တော့ဟန်ကိုဘိုးဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးမှာမို့ပရိသတ်တွေကလိုက်ပါပြီးတော့နားဆင်ပေးပါအောင်နော်။ယခုလိုမိုးအကုံဆောင်ကိုကာလကျွန်တို့ရွှေတစင်ချောင်းမှာငါးဖန်သူအလွန်ပေါ်ပါတယ်။ဟေးငါခုကြီးတွေငါပတ်ကြီးတွေပေါ်တယ်ဟေ့။ကျွန်တို့ကရေမော်စိုးမဟုတ်လို့ငါးဖန်နေသူမျိုးကြည့်ပြီးတော့အားကြလှတော့လဲကျွန်တော်မဖန်တတ်ပါဘူး။ပိုက်ကုံတော်မပြတ်တတ်ပါဘူး။ ကျွန်တော်မှာငါးဖမ်းသူများထံမှဈေးနှုန်းတက်တက်တသားနဲ့ငါးဝယ်ရန်သာရောက်ရှိနေတတ်တယ်။ဖမ်းမိရဲ့ငါးကိုလက်လက်ဆက်ဆက်ချက်စားရတဲ့အရာသာပဲလွန်စွာကောင်းနေမဟုတ်ပါလား။ဒီနေ့ရွှေဒစင်ချောင်းကိုငါးဝယ်ရန်ထွက်လာခဲ့တယ်။ရွာမငါးဖမ်းသူတွေအားလုံးရေထဲကိုမစင်းကြပဲကုန်းပေါ်မှာဆွတ်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 နဲ့ရက်နေကြတယ်။ဟေးမင်းတို့ငါမဖမ်းကြဘူးလားကွာ။ရွာထဲမှာပိုက်သမားကိုစောကဟိုမှာတွေ့လား။တကြီးပါစီရဲ့တူနေဖွဲကငါမဖမ်းရဘူးလို့တားနေလို့ဟေး ဒီချောင်းကသူတို့ပိုင်နေချောင်းလားကွာ မသိဘူးတကြီးအမိန်လို့ပြောတာပဲဟေးစံဖြိုးဒီမှာငါမဖမ်းရအောင်လို့တကြီးကဘာကြောင့်မိတ်ထုတ်တာလဲကိစ္စရှိလို့ပေါ့ဗျာဘာကိစ္စလဲကိစ္စရှိရင်လည်းအကျိုးကြောင့်တော့ပြောတင်တာပေါ့ကွာမသိဘူးဗျာတကြီးမိန်ပဲရေးတဲ့စံမီဖမ်းရတဲ့သူရှင်ဖမ်းချစမ်းကျွန်ုပ်မှတွေးသွားတယ်တကြီးဘာကြောင့်ဒီအမိန်ကိုထုတ်ရတယ်လဲကျွန်ုပ်လည်းချောင်းပေးမှရက်နေတဲ့တကြီးတူစံဖြိုးထံကိုရောက်သွားတယ်စံဖြိုးကဝရင်တော်ကြီးကင်ပြီးတော့လူမိုက်လုံနေပါတယ် ငါးဖန်သူတွေကသာဝိုင်းလုံရင်စံဖြူသေးဝဲရတာရှိတော့မယ်ထင်တယ်လားဟမ်ကဲအားလုံးပြန်ကြစံဖြူကငါးဖန်လာချသူတွေကိုမောင်းထုတ်ပါတယ်အများစုမှာပြဿနာမတက်ချင်တော့အေးစစ်စစ်ပြန်သွားကြပါတယ်လူဘာဝလိုက်တာဗျာဒီလိုလှုပ်တိုင်းခံနေမလွယ်ဘူးကျွန်တော်ကစံဖြူဒေါသထွက်တယ်လို့တကြီးကိုလည်းဒေါသထွက်နေတယ်ဒီကိစ္စဒီတိုင်းမဖြစ်ဘူးတကြီးစီကိုအကျိုးချောင်းသွားမေးရမယ်အကျိုးချောင်းခိုင်လုံရင်တော့လက်ခံမယ်မခိုင်လုံရင်တော့ မြိုင်သာမျိုးဟာရုံးကိုတိုက်မယ်။ကျွန်တော်လည်းပြောပြောဆိုဆိုတကြီးပါစီအိမ်ကိုထွက်လာခဲ့တယ်။ကျွန်တော်မျက်နာကသုံးမုံနေလို့လမ်းသွားလမ်းလာများကပြာကြီးပြာရလိုက်ကြည့်ကြတယ်။တွေ့မယ်တွေ့မယ်ပေါက်ကွဲနေပြီ။တကြီးအိမ်ကိုကျွန်တော်ဒေါ်ကြီးမောကြီးဝင်ချသွားတယ်။တကြီးတကြီးအတန်းချောင်းခေါ်တော့လဲအိမ်ထဲမှာဘာတမ်းမှမကြရဘူး။ခဏကြာတော့မှတကြီးကတော့ဒေါ်ရွှင်ထွက်လာတယ်။အော်ဥတုပြီပါလား။တကြီးကတော့တကြီးရောအော်နှစ်ရက်ရှိပြီ။ ကုံမောင်ရွာကတူတူတယောက်ဆုံးသွားတာနဲ့သွားနေရဟင်ဒါဆိုစံပြို့ကိုဘာမှမလုတ်ခိုင်းပေါ့ဘာလို့လုတ်ခိုင်းရမှာလဲတကြီးမိန်နဲ့ရွှေတစင်ချောင်းထဲမှာငါးလာဖမ်းတဲ့သူတွေကိုမဖမ်းရဘူးတဲ့အားလုံးမောင်းထုံနေတယ်အဲ့ဒါဥတ္တပီအခုသွားပြောတကြီးဒီမိန်မထုတ်ဘူးတကြီးပြန်လိုက်တိုင်မယ်လို့ပြောလိုက်ဟုတ်ဟုတ်ကျွန်တော်လဲတွေးကြသေးရပေါ့စံဖြိုးရလို့ကြွေးကြော်ကချောင်းဘက်ကိုလှည့်မြန်စွာပြေးသွားတယ်။ချောင်းကိုရောက်တော့စံဖြိုးတို့တက်တိုက်က ချောင်းကိုပိတ်ပြီးပိုက်ကော်များဖြင့်ငါးများကိုအကြီးကျယ်ဖမ်းနေကြပါတော့တယ်။ဟာဒီလိုတကြီးကမပြောတာဟုတ်ဒါစံပြောကတက်တက်လောက်တာပဲဖြစ်မယ်။ဒီကောင်တွေကတကြီးတူဆိုပြီးရွာမှာဘိုးကြချင်နေရ။ဒီတော့ဘလို့လောက်ရမလဲတကြီးကတော့။စံပြောမင်းတတော်အကြံပတ်ဆက်တဲ့ကောင်တွေ့ကြသိရပေါ့ကျွန်ုပ်စိတ်ထဲကကျင်းဝါနေတော့လေဒီကောင်စံဖြိုးတို့တစ်တိုက်ကိုဘလို့ရှင်နိုင်ပါမလဲကျွန်ုပ်ကတယောက်စံဖြိုးတို့ကကျွန်ုပ်တို့မမြင်ပါဘူးကျွန်ုပ်မှရွာကိုလိမ့်မြန်စွာပြေးပြီးတော့ငါဖမ်းကြတယ် တိုက်သမားတွေကိုတွားရောက်စုယုံခေါ်ယူရမယ်။အာဗျာတကြီးမိန်လည်းမဟုတ်ဘဲနဲ့မခံချင်စရာဗျာ။အေးအဲ့ဒါပဲ။ဒီကောင်ဒီငားတွေကိုမြိုင်းတောင်တင်ရောက်လိုက်မယ်။ဒီကောင်ကငွေရဖို့ဆိုရင်ဘာမှစလုံးမယ်ကောင်။ကဲဥတော်ပြီ။တကြီးကလည်းကုန်းမောင်ရွာကိုတွားနေဆိုတော့ဘယ်နဲ့လုံးမလဲ။ဒီတွတ်တော့စိတ်မပူနဲ့ကြုံရှင်းလိုက်မယ်ကြုံနေလိုက်ခဲ့။ကျွန်ုပ်ကငါးဖန်းသူမျိုးစုဝေးပြီးချောင်းဘက်ကိုထွက်ခွာလာခဲ့ပါတယ်။စံပြိုးတဲ့လူစုကကျွန်ုပ်တို့အုပ်စုကိုမြင်တော့လဲဂယုမဆိုင်ဟန်ပြရယ်။ ျွန်တော်လဲစံပြိုးရှိကိုထွက်ပြီးဒီမှာစံပြိုးမင်းကတကြီးမိတ်နဲ့လှုပ်တယ်ဆိုတာမဖြစ်နိုင်ဘူးဘာမဖြစ်နိုင်ရမှာလဲကဲဒါဆိုအခုတကြီးပါစီကုန်းမောင်ရွာကနေပြန်ရောက်နေပြီငါသွားပြောပြီးပြီအခုတကြီးလာနေပြီမင်းဘာပြောချင်လဲပြောစမ်းကျွန်တော်စကားကြောင်စံပြိုးအတော်လန့်သွားပုံရတယ်သူ့လူများကိုအလုတ်သိမ်းခိုင်းလိုက်တယ်ကဲကျွတ်တူသွားမယ်စံပြိုးဒီတလုံးတည်းတင်ပြောပြီးငါးရီကိုယူပြီးတော့ပြေးပါတယ်ကျွန်တော်ကအပါတရာရေးလိုက်တယ်အော် မူသားမပါလင်ကာမချောဆိုတာတဲမှန်ပါလားလွန်ခဲ့တဲ့တပတ်လောက်ကတောပြည့်ထွက်ရင်ခြေခောက်သွားလို့အိမ်မှာအနားယူနေရယခုအတော်အသင့်တက်တာနေပြီမို့အမဲပြည့်ထွက်ရင်ပြင်ဆင်ရတယ်ဒီတစ်ခေါက်လွတ်သွားတဲ့စက်ကောင်နဲ့တွေ့မယ်စိတ်ကြီးလာပါလားတွေ့ပြီဒီလိုပြင်ဆင်နေကြရင်တကြီးပါစေနဲ့အသက်40ခန်းလူတစ်ယောက်ရောက်ရှိလာတယ်အတော်ပဲပြာဥတွေ့ပြီအကူညီတစ်ခုတောင်းကြလို့စူပေါင်းတကြီးဒီလူကမြို့ကကျုံညီတဝံခွဲစာရေးစရာပကြီးစရာဒရိုက်တာ ရောရှင်ဗီဒီယိုသရုပ်ဆောင်အက္ကမင်းအောင်နဲ့ကျွန်ုပ်မှထိုးသူကြည့်လိုက်တော့လေဘောင်းမေရှိကိုဒူးစက်မှာဖျက်ထားတယ်။စပေးရှိကိုစီးထားလိုက်သေးတယ်။နှက်ခမ်းမွေးမုန်းစိမ်မွေးကဘဲကဘဲကလေးကမရိပ်ဖဲထားတယ်လည်းမသိ။သူကကျွတ်တော်ရွာကိုလာပြီးတော့ပကြီဆွဲမဲ့ဇလန်းရေးမယ်ပေါ့။အခုပကြီဆွဲဖို့ရှုခင်းကောင်းတွေကိုလိုက်ပြပေးပါဗျာ။ကျွန်ုပ်မှတကြီးမိန်ကိုမလွန်ဆန်ရဲ့မသိမြင်ကအတန်တိတ်ဆန္နာပြအနေနဲ့အိမ်နောက်ဘက်ကိုစောင်းဆောင်နေဝင်သွားပါတယ်။အရေးမရအဖက်မရပါတယ်လေ။ ကဲဒါဥတ်တပ်ပေတရွာလုံး तू မသိတဲ့နေရာတွေမရှိဘူး तू အဖို့လိုက်ပြလိုက်မယ်မင်းရောလုပ်ပေးမှာပေါ့ဟုတ်ကဲ့ကိုအခုလို့ကူညီပေးတာကိုတိတ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကအမှုပညာသမားပါဟုတ်ပြီလိမ့်မယ်ကျွန်တော်ကိုလက်စဲနှုတ်ဆက်တယ်ထို့နောက်ထိုအမှုပညာသမားဆိုသူနဲ့ဘဲကိုသွားမယ်ကိုတိုင်ပင်ရတယ်အခုတွတ်ပြီးရွာတလေးရှုခင်းကောင်းကောင်းကိုပချီဆွဲခြင်းနဲ့ထိုပုဂ္ဂိုလ်ကိုရွာအပြင်လေကွေးများဘက်ကိုခေါ်ဆောင်ခဲ့တယ်ရှုခင်းကလွန်စွာမှလှပါတယ် နိုင်ညူသောတောင်းတန်းကြီးတွေစိမ့်စုံနေတဲ့လဲခွက်တွေခလန်းလန်းမှထမ်းမင်အုပ်ထူပုတ်ကကထုံမြင်ကွင်းကိုကြည့်ပြီးအယက်လာတာပဲတကယ်တဘာဝအလှကြီးကျုပ်ပကြီးဆွဲကျင်စိမ့်ဖြစ်လာပြီဗျထူသူကပြောပြောဆိုဆိုသူနဲ့ပါလာတဲ့ပကြီးဆွဲမဲ့ထောက်တိုင်ကိုထောင်းလိုက်ပြီးစေးဘူးများကိုစစ်စစ်ရေးရေးထုတ်လိုက်တယ်ဖြူပွေးနေတဲ့ပေးဖြူဖြူပေါ်မှာရှူခင်းပုံကိုအာယုံပြုတ်ပြီးတော့ရောင်စုံစည်းများနဲ့ရေးပါတယ်အင်းဒီရှူခင်းပုံပကြီးကားမှာတော်တော်ကြီးကောင်းပါပဲ ကျွန်တော်မှကြည်နေရင်နဲ့ဖြူဖွေးသောပိတ်ဖြူမှာဘာရှုရင်ပုံမှမတွေ့စုတ်တံပြက်စိမ့်ရောင်နဲ့ဟိုတကွဒီတကွတုတ်လိုက် အမဲတုတ်လိုက်အနီးတုတ်လိုက်နဲ့ကလေးတယောက်စောကစားနေတယ်လို့ပဲ။အော်စီးကျန်းတင်နေနောက်မှရှုခင်းပုံပေါ်လာမယ်ထင်တယ်လို့တွေးနေစမှာပဲ။ပကြီးကပြီးသွားပြီ။ပြီးသွားပြီလား။ပြီးပြီ။ဟင်။ဘာရှုခင်းမှလည်းမတွေ့ပါလား။စီးတွေလိုက်တုတ်ထားတယ်လို့ပါပဲလား။သူပုပ်ကကျွန်တော်ကိုမဲခနဲ့တစ်ချက်ကြည့်ပြီးတော့ဒါမော်ရန်ပြခင်ဗျားနားလည်အောင်ပြောရင် ်ရှေ့ကလဲခွင်းကဘာအယောင်းလို့ခန်းစားရတယ်လဲဘလို့မြင်လဲအစိမ်းရောင်ဟုတ်ပြီဒါဆိုရင်အစိမ်းရောင်တုတ်လိုက်နောက်တောင်တန်းကိုအညူရောင်ခန်းစားရင်အညူရောင်တုတ်လိုက်ဒါပကြီကားစိတ်နဲ့ရေးတာဟုတ်ဟုတ်ကဲထန်းတော်လေးသွားရအောင်ကျွန်ုပ်မှာသူ့ပကြီရေးဖို့ဒေါက်တိုင်ကိုထမ်းပြီးနောက်ကလိုက်ရတယ်ထန်းတော်လေးရောက်တော့ကြည်စမ်းထမ်းမင်းတွေစီစီကြီးနဲ့တိတ်ရတန်ကြီးရပဲဆွဲလာအောင်မယ်ထို့သူကပကြီကားပုတ်ပြာကိုထောင်လိုက်ပြန်တယ်ထို့နောက်ဈေးကွက်များ စီစီချပြီးထုံးစံတိုင်းဈေးရောင်တွေကိုတုံနေတယ်။ဘာထမ်းမင်ပုံမှာပေါ်မလာဘူး။ပကြီကားပေါ်မှာဈေးတွေသာအိုက်ထောနေတယ်။ကျွန်တော်မနေတာတော့ဘူး။ဘေးမှာချထားတဲ့စုပ်တံကိုပြက်ကနေ၊ကင်ပြီးတော့အညူရောင်ဈေးကွက်မှာနှစ်ပြီးသူ့ရင်းနေပကြီကားကိုအပေါ်မှာဝိုင်းပြီးတော့ရေးလိုက်တယ်။ခန်းသေးကအညူရင်းရင်ဆိုတော့ကျွန်တော်ခန်းစားလိုက်ရတာရေးကြည့်မယ်။ကောင်းနေကောင်းနေကုတ်တုတ်ပြီးခန်းစားရတယ်လို့သာရှိကျွန်တော်လည်းထမ်းရွက်အစိမ်းဆိုအစိမ်းအနည်းဆိုအနည်းအပြားဆိုအပြား ဝိုင်းရေးပေးလိုက်ရာစီးကုံပြီးပကြီးကားလည်းပြီးဆုံးသွားပါတယ်။ကဲပကြီးကားပြီးသွားပြီထရေကြောင်လိလာရအောင်မယ်။ကဲထရေမှပြအမိပါပါမကျွန်တော်ကမတောက်ဘူးဧည့်သည်အတွက်မှရတယ်။လောလောဆယ်ပဲကြီးလုံးမြင်းနေအောင်အမိရှာနေတယ်။ထိုနုပညာရှင်ကြီးကထရေကိုတစဲစဲတောင်းရင်ကျုပ်ဒီရွာမှာဇကားတကလာရိုက်အောင်မယ်ဗျာ။ဒီနေရာလေးကရိုက်ကွင်းကောင်းတယ်။ဒါနဲ့ကိုတွတ်ပြီးကျုပ်ကိုရုပ်ရှင်ကားတွေထဲမှာမြင်ဘူးလား။ဟင်းမတွေ့မိဘူး။ ထိုပေါက်ကိုကွက်ကနေမျက်နှာပြတ်သွားတယ်။ကျုပ်ရေးတဲ့ဇလန်းတွေရောမကြမ်းမိဘူး။ကောင်းနေကောင်းနေ။လူတွေကကျုပ်ကိုဘယ်သိကြမလဲ။ကျုပ်ကစိတ်ကူးနဲ့ရုပ်ရှင်တွေရိုက်၊စိတ်ကူးနဲ့သရုပ်ဆောင်၊စိတ်ကူးနဲ့ဝတ္ထုတွေရေးနေရအောင်။ထိုသူကတဟားရှည်ရင်ထရေကို မော့တောက်ပါတယ်။ထိုအခိုက်ထန်းတော်ပိုင်ရှင်ကိုချစ်ရဲ့သားလေးကစီဘူးနဲ့ကြော်ထားတဲ့လက်လက်ဆက်ဆက်ကြော်ထားတဲ့စာလေးတစ်ကောင်ကိုလာချတယ်။ကိုချစ်ကကြွားသွားကြည့်သေးတယ်။ဦးလစ်တပ်ပဲ ခုနကလေးတင်ထန်းတော်မှာစာလေးတကောင်ပြစ်ချလိုက်တာအခုကြော်ပြီးတော့မြည်ဖို့လာပေးရာသူပုပ်ကောစာလေးကြော်ကြည့်ပြီးတော့ကုတ္တပေဒါအထီးလာမလားအမဗျကျွန်တော်ကရှည်တမ်းပြီးပြောလိုက်ခြင်းဖြစ်ပါတယ်သူပုပ်ကောစာကလေးကိုကြည့်ပြီးတော့ငိုင်သွားတယ်ထိုးနောက်မျက်လုံးမှာမျက်ရည်များစိကြလာတယ်ကျုပ်ကနုပညာတမဗျအသေးနူတယ်ဒီစာမလေးဟာအချိန်တန်လို့အင်းပြန်မရောက်ရင် သူ့ချစ်သူစာအထီးလေးဟာတကြောကြောဩပြီးတော့မြုံနေရှာတော့မယ်ဒါမှမဟုတ်ရင် ဒီစာမလေးရဲ့သားသမီးတွေကသူ့မိခင်အစားရှာရာကပြတ်မလာလို့မျှော်နေရှာမယ်။ဒါပေမဲ့ဒီစာမလေးခင်ဗျာမပြန်လန်းကိုသွားရှာပြီဆိုတော့သူတို့လေးတွေမသိကြတော့ဘူး။သူတို့တရားဘလို့ပြောရမလဲ။အယံဝါနေရဲ့ဗျာ။ကျွန်တော်တို့အမှုပညာသမားတွေကစိတ်အယံနှူတယ်။စိတ်အယံခံစားလွယ်တယ်။နောက်တိုးပြီဗျာ။သူပုဂ္ဂိုလ်ကထရေငါးအုပ်ခံဇက်တိုက်တောက်ပြီးရဲ့အခါအနောက်ကိုလန်ပြီးတော့မူးသွားချေရတယ်။သူတနာပါတယ်ဆိုတဲ့စာမလေးခင်ဗျာ။ သူတကြောကြောဝါးစားပြီးထရင်နဲ့တူသူ့ပိုက်ထဲကိုရောက်သွားပါတယ်။ကျွန်တော်ကအပြန်လမ်းမှာထိုအမှုပညာတဲ့ကြီးကိုမနိုင်မနှင်းထမ်းပြီးပြန်ခဲ့ရတယ်။စိတ်ထဲကလည်းညှဉ်းညူလိုက်တာကတော့"ဦးဘဲအမှုပညာတဲ့ကြီးရဲ့ဒီနေ့မှာတော့ကျွန်ုပ်နဲ့ဘိုက်ကလေးတို့ပြင်းပြင်းရှိတာနဲ့ရွာထိပ်ကားကြီးရှိလက်ဖက်တုပ်ချင်းတုပ်ကော်ဖီမစ်ထုပ်ရောင်းချတဲ့ကိုရင်မောင်ဆိုင်လေးမှာ အချိန်ဖြုန်းနေပါတယ်။မနေ့ကတောင်စိတ်တကောင်ရထားတော့ဒီနေ့နားတယ်။ထိုအခါရွာမှာကားထောင်စားသူ ကိုဝါကြီးတယောက်သူ့ရဲ့ခီးတဲ့တင်ကဒိုင်းနာကြီးနဲ့ဆိုင်းရှေ့မှာထိုးဆိုင်လာတယ်။ကားပေါ်မှာထိန်ခွဲကြမ်းများအပြည့်ပါလာတယ်။ဟေးဥတုပီဘိုက်ကလေးဟာကိုဝါကြီးလာကျန်းတော့မတောက်တော့ပါဘူး။မြိုင်းသားကိုထဲပေါက်ချမ်းနေသွားဖို့မလို့အရင်လိုက်ခဲ့ပါလား။အဖော်မရှိလို့လမ်းမှာအပြင်းပြစကားပြောရတာပေါ့။အာမလိုက်ချင်ပါဘူး။ဒါပါဗျာ။ထင်းချမ်းပို့ပြီးရတဲ့ချက်ချင်းခီးတဲ့တယ်မီပြန်လာမှအဖော်မရှိလို့ခမရတော့ကိုအဖေးတရုတ်ဆိုင်ကခောက်ဆဲကြော်ကျွေးမယ် အပြန်မသေးမြင်အတွက်လက်ဆောင်ကိုဝါကြီးစကားကြောင့်မစားရတာကြာပြီဖြစ်တဲ့မြိုင်းသားမျိုးမှာအဖေရဲ့ခောက်ဆွဲကြော်ကိုတတိယရင်နဲ့တရေကြလာတယ်။ဘိုက်ကလေးကလက်ကားနဲ့လက်ကားပြင်းပြပေါ့ဖြစ်တင်တာပေါ့ကျွန်တော်တို့နှစ်ယောက်သာတိုင်ပင်ထားသလိုဆွေရင်နဲ့ကိုဝါကြီးကားကောင်းကန်းကိုရောက်ရှိသွားတယ်။ကိုရင်မောင်ရင်အပြတ်မှကျင်းတုပ်ဖို့ကော်ဖီမစ်ဖို့ယူပြီးတော့ကျွန်တော်တို့ကတလန်းလုံးတော်ဝါဝါတဟားနဲ့စကားပြောဆိုကြပြီးကိုဝါကြီးခင်ဗျာလည်းကျွန်တော်တို့ပါလို့ပြောနေပုံရတယ်။ကားပြရင်စင်တွန်းခိုင်းရမယ်။ ျွန်တို့တို့မြန်တာရလို့ထင်းပေါချမ်းများချပြီးကိုပါကြီးကတိအတိုင်းအဖေးဆိုင်မှာကောက်ဆဲကြော်ကိုတော့ဝါကြီးလွှဲကြပါတော့တယ်။ကောက်လိုက်တာရှေးတုန်းကလက်ရအတိုင်းပဲဘဲဥတွေဝက်ဥကြောင်ဘတ်တွေဝက်သေးတွေအသားတွေနှမ်းခြင်းကုတာပေါ့စားတော့ပြီးတော့ကိုပါကြီးကမသေးနေအတွက်ရောသူ့ရင်အတွက်ပါပါစင်းနှစ်ထုံမာတယ်။ထိုးနာကိုပါကြီးအပြင်ကိုထွက်သွားတယ်။နိုင်ဝက်ခန့်ကြပြန်ရောက်လာပြီးဥတုပီရဲ့ကျုံတိုင်းပြောင်းအောင်မယ်ဥချက်တီကကားပြတ်နေလို့ကျုပ်ကားပေါ်အလူရက်တင်နေရကားခေါမိုးတော်ပြင်နေပြီး ကြာကြာနေလို့မဖြစ်ဘူးပြန်မှဖြစ်မယ်။အင်းအခုပဲခောက်ဆွဲစားပေးရ။ကဲပါရွာပြန်ရောက်တော့မှပဲစိန်ယူတော့ခီးတယ်တွေအားနာဖို့ကောင်းနေပြီ။ကျွန်တော်မှခီးတယ်များအောင်ကိုကျင်းစာရတယ်။မနက်၄နာရီကဈေးရောက်မှထွက်လာပြီးယခုအချိန်ထိအိမ်ပြန်မရသေးဘူးဆိုတော့ကိုကျင်းစာစရာပင်ကဲကဲသွားကြစို့။ကျွန်တို့ကကားစီကိုရောက်တော့ထိုင်စရာပင်မရှိဘူး။ခြေနှင်းကောင်မှတွဲခေါ်ပြီးလိုက်ရတယ်။ကိုပါကြီးကလွေကြီးတစ်လုံးနဲ့ကားကားလေးလိုက်ကောင်းနေတယ်။ကဲကဲဒီဘက်ကညှိလိုက်ရအောင် ညိနေဆိုတဲ့ဇကားမှာကားကတောင်းခြင်းဖြစ်တယ်။ဒေတာဇကားဖြစ်တယ်။ကားကတောင်းတာပဲအချိန်တနိုင်ခန့်ကြတယ်။ဈေးထဲမှာပစ္စည်းကျန်တဲ့လူကိုစောင်းရတာကတစ်မျိုး၊လူမဆုံးလို့စောင်းရတာကတစ်ပုံ။ညနေ3နာရီတိတိမှပဲကားထွက်ခွာခဲ့ရပါတယ်။ဒိုင်နာကားပိုင်ရှင်ကိုဝါကြီးကကားနှစည်းစာကန်ခီးတဲ့တွေတင်လိုက်ရလို့ကားကိုဖြည်းဖြည်းမှန်မှန်ပေါင်းရတယ်။တအီးနဲ့ကားကထွက်တယ်။စတွေ့ရဲ့ဒီချင်းင်းကုန်မှာပဲထိုင်လိုက်ကြတာပေါ့။အေးပေါ့ကွာ။ဒူလာတော့ကထိုင်နေရှိကန်းကတော့ဖုန်ကြီးနှစ်ပါးဥစားပေးလိုက်ရပြီ။ ကျွန်တော်တို့လည်းဖြစ်ဖြစ်မှန်မှန်မောင်းနေတဲ့ကားရဲ့ခြေနှင်းကုံမှာလက်ကင်ကိုကင်ရင်နဲ့မှုပြီးတော့လိုက်လာခဲ့ရတယ်။တနအိကန်တည်းအီမှန်မှန်မောင်းလာတဲ့ကားကြောင့်ကျွန်တော်မှတဖြည်းဖြည်းငိုက်စာပြုတ်လာတယ်။စောင်းပေါက်ရာသီဆိုတော့နေဝင်စောပါတယ်။ဘိုက်ကလေးကငိုက်နေတယ်။သူ့လက်မှမသေးမြင်အတွက်ခေါဆဲထုပ်ကိုလှမ်းယူရင်းနဲ့မင်းအိတ်ငိုက်နေတယ်။ခေါဆဲထုပ်ပြုတ်ကျသွားမယ်ငါ့အောင်ပဲ။ဘိုက်ကလေးကအမှန်တကယ်ပင်အိတ်ငိုက်နေချေရာမကြခင်လမ်းတစ်ခုလုံးမောင်းကျသွားလျော်တယ်။ကားမှလည်းတည်းအီမောင်းနေစေ။မောင်းမိုက်နေတဲ့ကားကန်ထဲမှာ အလုံးကိုင်းမိနေကြတယ်။တနေကုန်ပင်ပန်းလာခဲ့ကြတယ်မဟုတ်ပါလား။ကားကကုန်းတက်မှုအိပဲအိပဲနဲ့တက်တယ်။ဆက်တန်ကဂီတတန်လို့ချော့တိတ်တယ်လို့ဖြစ်နေရ။ကျွန်ုပ်မှမိုက်ကနေဖြစ်သွားပြီးကားအောက်ကိုဘုံကနေဖြည်းဖြည်းချင်းပြုတ်ကျသွားတယ်။ဖြက်ကနေတတိယလာတော့ကုန်းပေါ်ရောက်နေပါတော့တယ်။ငေးတန်ပေါင်းအော်တက်နေတဲ့အင်ဂျင်တန်ကကျွန်တော်ရဲ့အော်တန်ကိုမကြားတော့ဘူး။ဟေးရရရငါကြံနေခဲ့ပြီ။ကျွန်ုပ်မှလူလဲထားပြီးပြေးလိုက်ချေရ။ကားမှာမောင်မောင်မဲမဲဂုံးစဲမှာ လုံးစာပြန်တော့အချိန်နဲ့ထိုးစင်းချသွားတယ်။ကျွန်ုပ်ကပြေးလိုက်တော့လည်းလိုက်မမီဘူး။ပေါင်မဲနေတဲ့လမ်းမှာကျွန်ုပ်ကိုမြင်ဖို့မဖြစ်နိုင်တော့ပါဘူး။ကားနောက်မီးပင်မရှိရှေးမီးမိန်ပြီးတလုံးသာရှိရဲ့ကားဖြစ်တဲ့ကျွန်ုပ်ကအတကုံကျုံးပြီးတော့អော်လိုက်ပါတော့တယ်။ဘသူမှမကြားတယ်လို့ကားမှလည်းအမောင်အထဲမှာပြကွယ်သွားတယ်။ကျွန်ုပ်မှလွန်စွာစိတ်အားငယ်သွားရပါတယ်။လမ်းမှာကင်ထားတဲ့မသိမြင်အတွက်ခေါဆဲထုတ်ကဖုံမှုန့်တဲမော်အလူးလူးဖြစ်မြင်လို့ပင်မကောင်းတော့ပါဘူး။ ကျွန်တော်ဘလို့လုပ်ရပါမလဲရွာရောက်ရင်ကားနဲ့နိုင်ဝက်ခံလိုအပ်သေးတယ်ကျွန်တော်ဘလို့မမတက်နိုင်ပါဘူးအင်ဂျင်ကိုမိုင်းနှုံးတင်ပြီးရှောက်လာရတယ်နှစ်နိုင်ခန့်လမ်းပြင်းပြင်းရှောက်ပြီးရွာထိပ်စရက်ကိုရောက်ပါတယ်မောမောနဲ့စရက်မှာပလက်လန်ပြီးအမောပြေလိုက်ရာမနဲ့လင်းကျက်တော်မှာနိုးလာတယ်ကျွန်တော်ရဲ့အငိမ့်မနေဆက်ဆော့တက်တဲ့အကျင့်ကြောင့်ကျွန်တော်ဒုက္ခရောက်ရပါတယ်ကျွန်တော်ကမကောင်းခဲ့ပါဘူးကျွန်တော်တို့ကြုံနိုင်ရွာနဲ့ဦးမြအောင်ဆိုတဲ့ရွာတတိတယောက်ရှိတယ် လူချမ်းသာတလားအလုံးနဲ့လက်နဲ့မပြတ်တယ်လို့အိန္ဒိယတော့ကအပူလုံးကလည်းစူပွေရမှရှိဘူးအရွယ်ရောက်နေပြီဖြစ်တဲ့သားသမီးက၄ယောက်အိမ်အောင်ကြနေသူက၂ယောက်ဒါရီသမီးရင်းနဲ့ငွေရှာရေးကဦးမြအောင်ကိုကြည့်ရတာကပင်မလွန်ပေစာရှင်ကသာဦးမြအောင်ကြီးကိုကြည့်ပြီးတော့သူ့စားပင်မနေရသူတို့ကရွာမှာလူနဲ့သူနဲ့တူအောင်နေရတယ်တော့ဩကျွတ်တူကလူနဲ့တူအောင်မနေလို့ခွေးလိုနေလို့လားအိုးဒါကိုပြောတာမဟုတ်ဘူးတော့ကဲကြည့် သူတို့အိမ်မှာအပေါ်စားအောက်ဆက်နဲ့စလောင်းဖုံးနဲ့ရှိရင်မှရှိလို့လားမရှိဘူးလေဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲလူတန်းစီမနေရတာပေါ့ကျုပ်ကလည်းကြည့်သူများမိန်းမတွေလိုစိတ်နှွှေရွှေရှိလားမရှိဟာစမ်းလို့လို့ကျွန်တော်မှမသိမြင်တဲ့စကားပြောနေရမှကြိုင်ရန်ဖြစ်ရတော့မယ်ထို့အတွက်ကြောင့်လက်ဆွဲတော်နှလုံးပြိုကန်ကတောပြင်းရန်ထွက်ခဲ့တယ်တောကောင်ရလည်းမလောက်လေးမလောက်စားတောချက်တို့ယုံတို့လုံးမလာနဲ့တားကောင်ကြီးကြီးရှာလာခဲ့အိမ်မမလှမ်းပြီးတော့စကနာထိုးနေလိုက်သေးတယ် ကျွန်တော်လည်းတပည့်ကျော်ဘိုက်ကလေးမပါဘဲနဲ့တူတဲ့တော်တွင်းကိုဝင်လာခဲ့တယ်။တောဆက်မှာထော်လာကြီးတစ်စီးရက်ထားတာကိုလှမ်းမြင်လိုက်ရတယ်။ဒီထော်လာကြီးတကားမှမတွေ့ဘူးပါဘူး။ဟိုမှာလည်းလူလေးရတစ်ခုခုတော့တစ်ခုခုပဲ။ကျွန်တော်လည်းထိုးထိုးအနားကိုမရမလဲနဲ့ရောက်သွားတယ်။ဟိုက်အမဲပေါ်နေရပဲ။ကျွန်တော်လည်းအမဲပေါ်နေအောင်စုကိုတိုးကပ်သွားချိန်မှာတော့အမဲပေါ်နေအောင်စုမှာကိုရွာသားတွေဖြစ်နေတယ်။ပို့ထူးကြတာကရွာရဲ့တတိဦးမြအောင်ရဲ့ဒါအိမ်နောက်တဲ့အကြီးကောင်ဖိုးအေးဖြစ်နေတယ်။ကျွန်တော်ခြေတန်းကိုကြားတာနဲ့ ဖြက်ခနဲလှည့်ကြည့်လိုက်တဲ့ဖိုးကြီးကဟာလန့်သွားတာပဲဘသူများလဲလို့ဥတုပ်ပြီပဲဥတုပ်ပြီဘာလို့လုံမနေနဲ့မင်းတို့အမဲပေါ်နေမှာမဟုတ်လားတကြီးမသိပဲမလုံရဘူးဆိုတာနားမလည်ဘူးလားဘသူအမဲလဲဟာဥတုပ်ပြီကလည်းပြဿနာပဲဗျာကဲဘသူမှရှောက်မပြောနဲ့ဥတုပ်ပြီတပိတ်တာပေးမယ်မရအောင်နှစ်ပိတ်တာယူပြားယူနှုတ်တော်လုံးတော့အေးပါတနေ့ဒါဘသူနွားလဲသူများနွားခိုးပြီးတော့လုံရင်အမှုပတ်နေမယ်နော်ဟာကျုပ်ဖေနွားပါဒါဆိုမင်းဖေတည်လားအမေမြန်းကလည်းထူပါ ူတိမှာတော့ကျုပ်အိမ်မှာပဲပေါ်မှာပေါ့ဟာမင်းဖေမသိပဲလောက်တာမကောင်းပါဘူးကျွန်တော်လည်းမလောက်ချင်ပါဘူးကျုပ်မှာအိမ်တောင်းတဲ့ကလေးနှစ်ယောက်နဲ့ဘလို့မအောင်မလောက်ငါ့အောင်အဖေစီလက်ပြန့်ရရလဲကြတော့မတောင်းကျွန်တော်ဒါကြောင့်နွားတကောင်ခိုးပြီးအမဲဖော်ရောင်းတာကဲပြာဥတုပ်ပြီးနှုတ်လုံးတော့ဤပါကွာကျွန်တော်လည်းအမဲမလိုက်ပဲမဲသားနှစ်ပိတ်သားရမယ်ဆိုတော့စိတ်ထဲမှာပျော်သွားတယ်ကျွန်တော်လည်းအိုးဖျားဖျားရှားတဲ့အမဲနှစ်ပိတ်သားကိုအိမ်ကိုပြန်ပြီးဖို့လာပါတယ် ဖိုးရီတို့အမဲပေါ်နေလို့ရလာတာဟဲအမဲသားရဲ့အများကြီးပဲကျွန်တော်လည်းအမဲသားနှစ်ပိတ်သားပေးပြီးတာဝန်ချေပြီးဆိုတော့ရွာတဲ့ရှိကုသပြောဆန်သားဆိုင်မှာလေးပြက်ရန်အေးဆေးစွာနဲ့ထွက်လာခဲ့တယ်။ရှင်နွေးချမ်းတအိုးငရမ်းချောင်မီပုတ်လေးနဲ့ဇင်းယူနေတာကညနေထီတိုင်ခဲ့ပါတယ်။ကဲစကားလဲပြောလို့ကောင်းတယ်အိမ်ပြန်လာအောင်မယ်။ကျွန်တော်အိမ်ပြန်ရန်ဆိုင်ရှိမှအထွတ်အာနုလာမူကကျွန်တော်လမ်းမကိုစုပ်ကန်လိုက်ပြီးတော့လာလိုက်ခဲ့တဲ့ကြီးရှာခိုင်းထားတယ်။ဘာကိစ္စလဲကွာ။ကိစ္စကတော့နွားခုမှုပဲ။ ဟာငါဘသူ့နွားခိုးလို့လဲမတိဟန်ဆောင်မနေပါနဲ့ဦးမြအောင်သူ့သားကြီးဖိုးကြီးကသူ့ဖေနွားကိုယူပြီးအမဲဖော်တယ်အမဲတွေကိုမြိုင်းသားကိုတွားရောက်နေအေးလေသူ့ဘာသာရောက်နာပါဖြစ်လဲဒီမှာဖိုးကြီးကမြိုင်းသားမှာအမဲတွားရောက်နေခမားမင်းမှာမသေးမြင်ကရွာထဲမှာလှည့်ရောက်နေတယ်ဦးမြအောင်ကသူ့နွားပြောက်တဲ့ကိစ္စတကြီးကိုတိုင်ထားတော့မသေးမြင်အမဲအော်ရောက်တာမြင်းနဲ့တကြီးကမသေးမြင်ကိုဘေးကရလဲစစ်တော့မှန်မှန်ပြောတော့ဖိုးကြီးတို့အမဲပေါ်နေတာ ကိုတွတ်ပြီးယူလာတာလို့ပြောတယ်။ဒီတော့တကြီးကခမည်းတော်ဘိုးအေးတို့နဲ့တအုပ်စုတယ်လို့သတ်မှတ်ထားတာ။တကိုင်းနဲ့သားတယ်ဒီတော့အဖမ်းခံမှာဘာလို့ဖမ်းခံရမှာလဲငါမှမပါပဲ။မငင်းပါနဲ့ဘိုးအေးတို့လည်းမြိုင်သားပြန်လာဆောင်ဖမ်းဖို့ကာလာသားကောင်းသားအေးတို့အုပ်စုကိုရွာထိတ်မှာဆောင်ခိုင်းထားတယ်။အခုလိုက်ခဲ့မလိုက်ပါဘူးမလိုက်လို့မဖြစ်ဘူး။ကျွန်တော်ကအာနိုးလာမို့လက်ကိုပုတ်ချလိုက်တယ်။အာနိုးမင်းငယ်ပါသေးရဲ့ကွာ။မင်းတကြီးလူယုံပြောင်ငါကထောက်ခံပေးထားတာ။မဆိုင်မှုလေ အမှန်တရားဆိုတာကြောသားရင်သာခွဲခြားလို့မရဘူးလေပြောလို့မရဘူးလားမလိုက်ဘူးကမလိုက်ဘူးမလိုက်လဲရတယ်အခုခမားမိမမသေးမြုံထိတ်တုံးခတ်ထားတယ်ဘာကွာဟုတ်တယ်ခမားလာမှလူချင်းလဲမှကျွန်တော်မှထိတ်တုံးနေမှမျက်ရည်ဆန်းဆန်းနဲ့ဖြစ်နေမဲ့မသေးမြုံကိုမြင်အောင်ပြီးကျွန်ုပ်ခြေလမ်းညာကအာနိုးလာမိုနာကိုလိုက်ခဲ့ရတယ်음အသွားမတော်တလန်အစားမတော်တက်လုတ်ပါလားနော်ယနေ့ကျွန်တော်တို့ကျုံနိုင်ရွာမှာထမင်းချောင်းစီမောင်းတီးပြီးအလူကြီးတစ်ခုကျင်းပါနေတယ် အပြုတ်တီးမှဝတ်သားမစားတာကြပဲထိုးလူမှတခြားမဟုတ်ဘူးရွာမမျိုးကိုလွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ကထွက်သွားတဲ့မောင်ချစ်တီးကဥချစ်ဦးကရွာကိုပြန်လာလို့ရှင်တရာအလူပွဲကျင်းပခြင်းဖြစ်တယ်ချစ်ဦးတို့ကြီးပွားချက်ကွာမြို့မှာကုမ္ပဏီတောင်3-4ခုရှိတယ်တဲ့ငါတို့တယောက်မျိုးတက်တာ10နှစ်ရှိပြီအင်္ဂါပစံလှမ်းတောင်းနေတော့ထိုးလူပွဲမှာနာမည်ကြီးတဲ့ကျက်စီထမင်းကျွေးတယ်မျိုးမှာစပူမှုမြောက်ခေါ်ပြီးချက်ပြုတ်စေတယ်ရွာသားကြီးနိုင်ရဲ့ဖွဲမှာဝိုင်းကိုကြတယ် ဟင်းချံမီးဖို့များကဈေးတန်းလေးတစ်ခုလိုစီစီရီရီအတိအကျကြံမှာကြက်များကရေနွေးဖြောလို့မလောက်ကျွန်တော်ကမုတ်ဆိုးပီပီကြက်ဖြတ်ခြင်းလုပ်ငန်းကိုဥဆောင်လုပ်ရတယ်။နောက်နေ့ကျွေးဖို့မွေးဖို့ကိစ္စကရခုကလေးကချွေးတလုံးလုံးနဲ့လုပ်ရတယ်။ဥတက်ပြီးတော့အဖွဲတွေပင်ပန်းရောပေါ့ဗျာ။မပင်မမအောင်ပျော်တော်ပျော်သေးတယ်။ကိုချစ်ဦးလည်းနှစ်တိုင်းလာပြီးလှူနိုင်ပူကောင်းနေဗျာ။ကိုချစ်ဦးကနိုင်ငံသားဖြစ်အရက်၃လေးလုံးကိုလက်ထည့်ထည့်ပေးတယ်။ဟာကျွန်တော်မတောက်တက်ပါဘူး။မတောက်တက်တာသိပါရဲ့။ အဖွဲ့သားတွေအတွက်စီမံပြီးလုပ်ပေးဖို့အပ်တာပါစိတ်ချစိတ်ချဘိုက်တူဒီညကောင်းပြီကာလာသားတွေကချက်စုံမိပေါက်ချက်ချက်တော့ခေါင်းတို့ချက်ပြီးကာလာသားချက်ချက်လိုက်တယ်ဒါပါလို့ဖို့လဲပြီးဖို့ကျွန်တော်လည်းသူတို့ပြောစီရင်ဘာမှမပြောတော့ပါဘူးဘိုက်ကလေးနဲ့စောတင်မောင်ကရှေ့ဆုံးမှာတက်ကြနေတယ်ဟဲ့ကောင်နေနိုင်ငံသားဖြစ်နော်ဒပလင်းကိုတောင်းကြော်လဲကြည့်တော့ကျွန်တော်လည်းဝိုင်းဝန်းလောက်ကင်ပေးပြီးအိမ်ကိုခဏပြန်ပြီးတော့ရေချိုးတယ်အိမ်နောက်ဖေးမှာမသိမြင်ချက်တဲ့ဟင်းနံကတင်းလာလို့ပိုက်စားလာတယ် မသိမြင်ဘာဟင်းလဲဟာဒီနေ့ဟင်းစားမရှိရနဲ့ဘာကြီးမောင်ချန်နေကမှိုးသွားခုပြီးချက်ထားတာအိုးမွေးနေတာပဲဖိုက်စာလာပြီးတမင်ခုကွာအလူမညားဘက်လောက်တဲ့လူမကြွေးဘူးလားဟာအလူကကြွေးတာကကြွေးတာပဲလေအခုမှုဟင်းစားကြတော့ကျွန်တော်လည်းမသိမြင်ပြင်ပေးတဲ့မှုနဲ့တမင်တစ်စလုံးကိုပလုံပလောင်စားပြစ်လိုက်တယ်ကောင်းနေကွာမှုနဲ့တမင်စားပြီးတော့အလူကိုပြန်လာရင်နွေးချမ်းတောင်းရင်နဲ့စီမံစရာရှိတာကိုစီမံနေတယ်ဘိုက်ကလေးတို့ကာလာသားတက်တိုက်က ကိုချေဦးပေးတဲ့ရမကာနဲ့ပြောတော့ဆက်နေပြီ။ကောင်းလိုက်တာချကွာ။ကျွန်တော်မှသူတို့စားတောက်နေရကိုကြည့်ပြီးပြောနေတယ်။ဒိုးစင်ကျွန်တော်ကောင်းထဲမှာမူးနှောက်နှောက်ဖြစ်လာတယ်။ငါစိတ်ထင်တော့ပါ။ခေါင်းမကမပြောက်တရရဲ့မူးလာပြီးတော့ရင်ထဲကလိုက်တက်လာတယ်။ငါဘာဖြစ်တာလဲ။ခေါင်းကလဲထွက်နေရဲ့။ဒိုးစင်ဘိုက်ထဲကလည်းပြုတ်ပြုတ်တက်လာပြီးပါးစပ်မှာတတွေးလိုအမြုပ်များထွက်လာတယ်။ဟာအစ်တို့ပါးစပ်ကအမြုပ်တွေကျွန်တော်မှလုံးဝမခံနိုင်တော့ဘူး။ကျန်းပြန်ပေါ်ကိုဘုံကနေလဲချသွားတယ်။မျက်နှာဖွင့်ကြည့်တော့မျက်လုံးကလဲနေတယ်။ချက်တော့ဆက်တော့ ျွန်တော်ကိုလှုပ်ပြီးခေါ်ပေမဲ့ကျွန်တော်ကမလုံနိုင်ဘူးစွတ်တော့စွတ်တော့ဘာဖြစ်တာလဲကျွန်တော်နှုတ်တွေလေးလာတယ်သို့တော်အာယူရင်ငါငါ့ကိုစေးစေးကမ်းဖို့မှုမှုတောက်နေပြီကျွန်တော်ဒီတခွန်းသာပြောနိုင်တယ်ဘိုက်ကလေးကကျွန်တော်ကိုပွေ့ပြီးအတင်းရှိနေတဲ့ထော်လာကြီးပေါ်ကိုပွေ့တင်တယ်စေးကမ်းပို့မှဖြစ်မယ်စွတ်တော့အိမ်မှာမှုဟင်းနဲ့ထမင်းစားလာတယ်မမမြင်မှုဟင်းချက်တာငါတွေ့ခဲ့တယ်မဖြူစောချင်းမင်းမမမြင်စီသွားပြီးဒီမှုဟင်းကိုမစားဖို့ပြောစားပြီးရင်လည်းစေးကမ်းတစ်ခါတည်းခေါ်ခဲ့သွားတော့ကျွန်တော်မှထော်လာကြီးနဲ့စေးကမ်းကိုရောက်တယ် ဆရာကိုနေမျိုးဆရာလေးကိုနေမျိုးကကျွန်တော်ကိုစိတ်တလုံးချက်ချင်းထိုးပေးတယ်။ဘိုက်ကိုနှိမ့်နှိမ့်ပြီးတော့လှုပ်တယ်။မမမြင်လွတ်ပါစေ။မကြမရင်ထဲကပြုတ်တက်လာပြီးအန်ချလိုက်တယ်။ကောင်းနေကောင်းနေအန်လိုက်တာကောင်းနေ။ကျွန်တော်အန်လိုက်မှပေါ်သွားတယ်လို့ခံစားရတယ်။ခေါင်းကတော့မူးနောက်နောက်ဖြစ်နေပါတော့တယ်။အခုဆရာတွတ်စားတဲ့မှုမျိုးကတခါလေးတည်သွားနိုင်တယ်နော်။ကံကောင်းလို့ဗျ။ရွာမှာမှုစားပြီးယောဂါတွေဖြစ်ကြတာခဏခဏပဲဗျာ။ဆက်တော့နေကောင်းသွားရင် တကြီးအိမ်မှာရွာသားတွေကိုလူစုပေးပါ ။မိုးကြောင်ကျွန်တော်ဟောပြောပွဲလုပ်ပေးမယ်။စားတဲ့နဲ့မိုးမစားတဲ့နဲ့မိုးဆိုပြီးပြောပြရမယ်။အခုအကာမိုးဆိုရင်ဘာပဲဖြစ်ဖြစ်စားလိုက်ကြတာပဲ။သူ့ရတာဘလို့ပြောရမလဲ။ကျွန်တော်ကကတင်ပေါ်မှာစေးမှုလေးစကားနားထောင်ရင်းနဲ့ခေါင်းငိတ်နေမိတယ်။ဟုတ်ပေရပဲ။ကျွန်တော်တို့တော့ရွာများနဲ့မိုးကြောင်ကျမ်းမာရေးပညာပေးအသည့်ကိုယခုလိုလုပ်ပေးမယ်ဆိုရင်ကျွန်တော်ဝမ်းသာစွာနဲ့ထောက်ခံရမှာဖြစ်ပါတော့တယ်။ပရိသတ်များရှင် ောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းပြားစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနားဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်